မင်္ဂလာပါကျွန်ုပ်ဒီဒေါက်တာဆုတာအီကန်ဘာရန်ဖြစ်ပြီးရှင်းတိုင်းရှိအပတ်လိုကလေးစေးုံတွင်အကြီးတန်းအကြံပေးကလေးတွေ့ကြောကြောက်ကက်ဆရာဝန်တဦးဖြစ်ပါသည်ကျွန်ုပ်တို့ဤနေ့စဉ်ဆေးကုသမှုအတွင်တွေ့ကြုံရလေးရှိသောပုံမှန်ပြဿနာတစ်ခုမှာသွေးကြောမကြီးရောဂါ urinary tract infection ဖြစ်ပြီးမိဘများထံမှအများဆုံးတိုင်ကြားလာသောပြဿနာကတော့ကျွန်မကျွန်ုပ်ကလေးသည်စီးအချိန်ချင်းသွားရသည်စီးသွားချိန်တွင်မီးလောင်သလိုခံစားရသည်ညအချိန်တွင်လည်းအိပ်ရပေါ်စီးကျွတ်တတ်သည်ဆိုတာများဖြစ်ပါသည် ါဆိုရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဆွေးနွေးပါမယ်။ဒီပြဿနာကယနေ့ခေတ်မှာအသက်အရွယ်ကြီးလာတဲ့ကလေးတွေမှာပုံများလာတာကိုတွေ့ရပါတယ်။အကြောင်းရင်းကတော့သူတို့ကဗီဒီယိုဂိမ်းကစားတာ၊ TV ကြည့်တာတွေကြောင့်စီးကိုအချိန်ကြာကြာမထွက်ပဲထိန်းထားတတ်ကြတာဒါမှမဟုတ်လူမှုရေးအကြောင်းမျိုးမျိုးကြောင့်အเจ้าမှာစီးမထွက်ပဲနေရတာတွေကြောင့်မှတစ်ခါတလေ၈နာရီတောင်စီးကိုမထွက်ပဲထိန်းထားတတ်ကြပါတယ်။သူတို့ကစီးမထွက်ချင်လို့ပဲဖြစ်ဖြစ်ရေကိုလည်းလုံလောက်အောင်မတောက်ကြပါဘူး ဒါကိုဘယ်လိုတည်ရှင်းရမလဲဆိုတာပါအရေးကြီးဆုံးအချက်ကတော့မနှက်ဆော့ဆော့အိပ်ပြီးမနှက်ဆော့ဆော့နိုးဖို့ပါ သူတို့မနှက်ဆော့ဆော့နိုးရမယ်ကြောင်းသွားဖို့ကင်းစင်ဖို့အတွက်လဲလုံလောက်တဲ့အချိန်ပေးရမယ်ဦးလန်းချောင်းပိတ်မနေသင့်ပါဘူးမနှက်ပိုင်းကြောင်းသွားခါနီးမှာအညစ်အကြေးထုတ်ဖို့လိုအပ်ပါတယ်ကြောင်းမာတော့လဲစီးကိုလုံလောက်အောင်တနေ့လျင်နှစ်ချိန်သုံးချိန်လောက်ထွက်ဖို့လိုပါတယ်အိမ်မှာရှိတဲ့အချိန်မှလည်းအဲ့ချိန်မပါပဲ၃နာရီတစ်ချိန်စီးထွက်ဖို့လိုအပ်ပါတယ် နောက်ထပ်အရေးကြီးတာကတော့ရေကိုလည်းလုံလောက်အောင်တောက်ဖို့အချို့ရေးအသီးအနှံနဲ့အရွက်သီးရွက်ထရာတွေလို ဖိုက်ပါပါဝင်တဲ့အစားအစာကောင်းတွေကို စားဖို့အဖြောရမကအစားအစာနုမြူတွေလိုအကျိုးမဲ့အစားအစာတွေကိုရှောင်ဖို့ပါ။ဒါတွေကိုလုံနိုင်ရင်ဦးလန်းချောင်းပိတ်ခြင်းနဲ့စီးထွက်ရမှာဖြစ်တတ်တဲ့တသနာတွေကိုတကယ်အထောက်အကူဖြစ်စေပါလိမ့်မယ်။ဒါကြောင့်ဒီနှစ်ခုကိုကြော်လွားနိုင်ရင်အောက်ပိုင်းစီလန်းချောင်းပြဿနာတွေဥပမာဦးလန်းချောင်းနဲ့စီအိမ်လှုပ်ဆောင်မှုမမှန်တာတွေကိုကြော်လွားနိုင်မှာဖြစ်ပါတယ်။